အော်တိုမိုဘိုင်းအပ်ဒိတ်ပတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုဇော်သေးွက်တဲ့မှာလုပ်ငန်းသုံးကအစ်စ်တွေကမရှိသလောက်ရှားပါပါတယ်တော်တော်လေးကိုရွေးချယ်စရာနေပါတဲ့အနေထားလို့ပြောလို့လည်းရပါတယ်ဒီမှာမှကျွန်တော်0ကီလိုလဲဖြည့်ရမယ်အဲကျွန်တော်ဈေးနှုန်းကလည်းတင်တင်ရမယ်လူပဲဖြစ်ဖြစ်ကုန်ပစ္စည်းပဲဖြစ်ဖြစ်မများစားတဲလို့ရမယ်ကားမျိုးလည်းဖြည့်ရမယ်ကျွန်တော်တို့ runny လဲပါရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြပြပေးသွားမယ်ကားလေးတွေကပြည်သက်ကြီးအတွက်ထည့်သွင်းစဉ်းစားစရာတစ်ခုဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ော့အခုပြောပြသွားမယ့်ကားလေးတွေကတော့ DFSK က EC35 နဲ့ EC36 ဆိုပြီးတော့ကားလေးမျိုးဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကောင်းလေးနှစ်ခုက EV ကားတွေပဲဖြစ်ပါတယ်0ကီလိုနဲ့လာတယ် EV ကားဖြစ်တယ်ကျွန်တော် range အားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီဒီဘက်ကကျွန်တော်ဒီ delivery van လေးကတော့ range အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့280ကီလိုမီတာရပြီးတော့ဒီကောင်အားဆိုလို့ရှိရင်ကျွန်တော်ဒီဘက်က အဲကျွန်တော်ဒီ17ရောက်စီးလေးပေါ့နော်။အဲဒီလူစီးကားလေးရဆိုလို့ရှိရင်တော့ကျွန်တော်300ကီလိုမီတာအထိရပါမယ်။မိုင်အားဖြင့်ဆိုရင်တော့မိုင်183မိုင်180ဝန်းကျင်ပေါ့။ရရှိမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီ FSK EC35 delivery van လေးကိုအရင်ရှင်းပြပေးပါမယ်။အဒီကောင်လေးရဲ့ size ကကျွန်တော်အလျားအားဖြင့်ဆိုရင်တော့14ဘီနဲ့9လမ်းမှရှိမယ်။ဆိုတော့အနံအားဖြင့်9ဘီ9လမ်းမှရှိမယ်။အမြင်အားဖြင့်ဆိုရင်တော့6ဘီ9လမ်းမှရှိပါတယ်။ကျွန်တော် ground clearance ဆိုလို့ရှိရင်တော့9 ခုနှစ်တသမ5 inches ပေါ့နော်အဲခုနှစ်လက်မခွဲလောက်ပေါ့နော်ကျွန်တော် ground clearance မြင်တဲ့အတွက်တော်တော်လေးမြင်တဲ့သဘောလိုပြောလို့ရတယ်အဲနောက်ဖက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ lead string ပေါ့နော် lead tie အသုံးပြုထားတယ်ရှေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် mat fast and independent suspension ကိုအသုံးပြုထားတယ်ကျွန်တော် range အပြင်ဒီကောင်လေးကကျွန်တော်280 km NEDC range ပေါ့ရပါမယ်ဆိုတဲ့အခါကျတော့ကျွန်တော်မိုင်အပြင်တော့183မိုင်ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီအာ ဘက်ထရီကပစတီက38.7 kWh ဘက်ထရီကိုသုံးထားတယ်ဘက်ထရီအမျိုးအစားကတော့ကျွန်တော်တို့ဒီ lithium ion phosphate ဘက်ထရီကိုအသုံးပြုထားပါတယ်ကျွန်တော်ဒီ motor ဆိုလို့ရှိရင်တော့60 kW motor ကိုအသုံးပြုထားတာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ဒီအာဒီ specification တွေပြောပြပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကားရဲ့ရုပ်ကလေးကိုတစ်ချက်ပြောပြပါမယ်သူရဲ့ရှေ့ရုပ်ကတော့လုပ်ငန်းသုံးစားဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရိုးရိုးရှင်းရှင်းကိုပဲကျွန်တော်ဦးစားပေးလုပ်ထားတယ်ရှေ့မှာဆိုလို့ရှိရင်ဒီ halogen headlight အကြီးကြီးတွေကိုကျွန်တော်တို့တေချာတက်ဆင်ပေးထားတယ်အဲ့အတွက်ကြောင့်မို့လင်းအားပို့ပြီးတော့ ကောင်းမယ်ပေါ့နော်ကျွန်တော်ဒီ EC35 လေးကကျွန်တော်ချာဂျင်ကောင်းကကျွန်တော် CCS2 type နဲ့လာတယ်ကျွန်တော် EC36 မှာတော့ GPD ကောင်းနဲ့ဖြစ်သွားတယ်ကျွန်တော်တို့ဒီကောင်းကချာဂျင်သွင်းမယ်ဆိုရင်ဒီကောင်းလေးကဒါကတော့ပေါ့နော်ဒါကကျွန်တော်တို့အာဒီချာဂျင်မှာဒီမှာချာဂျင်ပေါက်တစ်ခေါက်ရှိမယ်ဒီကောင်းက DC နဲ့သွင်းမယ်ဆို20 to 80ကိုကျွန်တော်အာမိနစ်30နဲ့နဲ့သွင်းလို့ရတယ်ကျွန်တော်တို့အဲနောက်ထပ်ချာဂျင်ပေါက်တစ်ခုကတော့ဒီဘက်မှာရှိမယ်ပေါ့နော်ဒီဘက်လေးမှာရှိမယ်ဒီမှာရှိမယ် တော့အာကျွန်တော်တို့ဒီကောင်ကို AC နဲ့သွင်းမယ်ဆိုလို့ရှိရင်တော့6နာရီခွဲ9နာရီလောက်ကြာပြီပေါ့နော်20 to 80%ပေါ့နော်လက်ရှိကျွန်တော်ရုံးသုံးကားတွေမှာဖြစ်လေပြဿနာရှိတဲ့ကျွန်တော်တို့ C ပြဿနာပေါ့နော် C C ခက်ခဲပြဿနာတို့ အဲနောက်ပြီးတဲ့ခါကျတော့ဒီရင်မောင်းနဲ့အဲစီပိုင်းဆိုင်ရာဒီစကားပြောရတဲ့ကိစ္စတွေကတော့ EV နဲ့ဆိုလို့ရှိရင်တော့ဒါတွေအားလုံးဖြည့်ရှင်းပြီးသားဖြစ်သွားမှာပါဇင်းတို့အနေနဲ့ကတော့ဒီကောင်လေးတွေကအဲသိန်းထောင်တရာဝင်ကျင်နေရောင်းချနေတာဖြစ်ပါတယ်ဒီဘက်ကနှစ်စီးသလုံးပေါ့နော်ကျွန်တော် delivery ပဲမဲ့ယူယူကျွန်တော်ဒီဘက်ကလူစည်းကားကိုပဲယူဆက်တယောက်စီကိုပဲယူယူပေါ့နော်ဆိုတော့ဇင်းတို့အတိအကျလေးကိုတော့ကျွန်တော်အနေနဲ့ showroom မှာပဲစုံစမ်းမင်းမြန်းဖို့တံပေးခြင်းပါတယ်ခြေပိုင်းမှာတော့ဘာမှ trade to မရှိဘူးပေါ့နော်ဒီဟာလေးပဲရှိမယ်အဲပြီးသွားလို့ရှိရင်ကျွန်တော်ဘေးဘက်မှာကျွန်တော်စပြီးပြောပါမယ် ဒီကောင်ကတိုင်ယာအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့185 R4D ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဂွေဆိုင်ကလေးကတော့အဲတိုင်ယာ16ဆိုင်နဲ့လာတာဖြစ်ပါတယ်ဆိုတော့ဘေးဘက်ကျွန်တော်ဆွမ်းနာပြောတဲ့အတိုင်းပဲ ground clearance ကတော့ခုနလမကျော်ကျော်လောက်ရှိရယ်ဆိုတော့ဒီကောင်က delivery van ဖြစ်တဲ့အတွက်ဒီဘက်ကအကုန်လုံးအဘေးအပိတ်နဲ့အကုန်လာမယ်ဒီအနောက်က cargo space နဲ့ကျွန်တော်တို့ရှေ့ရရင်မောင်းထားအောင်လေကျွန်တော်တို့ဒီမှာတခါတဲ့တန်နဲ့တခါတဲ့ကာထားပေးပြီးသားဖြစ်ပါတယ်ဆိုတော့ဒီကောင် cargo area လေးကိုကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင် cargo area က ကျွန်တော်တို့အဒီအလျား၈ပေနဲ့၃လမ်းမှရှိမယ်အနံအားဖြင့်၄ပေနဲ့၇လမ်းမှရှိတယ်အမြင့်အားဖြင့်တော့၄ပေနဲ့၁လမ်းမှရှိရပါတော့ဆိုတော့တော်တော်ကြီးကျယ်ဝန်းတဲ့ကျွန်တော်တို့ cargo area space လို့ပြောရမယ်ဒီအောက်မှာလည်းကျွန်တော်တို့ fiber အခင်းနေအားလုံးခင်ထားပြီးသားဘေးနှစ်ဖက်လုံးအောင်ဖွင့်လို့ရတယ်ဆိုတော့ delivery လုပ်ငန်းတွေအတွက်တော်တော်လေးကိုအသုံးဝင်မယ်ကျွန်တော်တို့ဈေးကုမ္ပဏီတွေ delivery လုပ်ငန်းတွေအားလုံးအတွက်အသုံးလို့ရတယ်ဒီမှာတစ်ခါတည်းလဲကျွန်တော်ဒီမှာ sticker ရေးတယ်ကတ်ထားပေးပြီးသားပါပါတယ်ဆိုတော့အလွိုင်းတွေကတော့ကျွန်တော်တို့တာမန်တန်ခွေအလွိုင်းမယ် အနောက်ကတော့ကျွန်တော်တို့ list string တွေကိုသုံးပေးထားတယ်။ဆိုတော့ဒါလေးကတော့အနောက်ဘက်ပုံစံမှာအနောက်ကလည်းကျွန်တော်တို့ဒီတံပြားဘိတ်ပဲเนาะဆိုတော့ဒီမှာ signal light တွေရိုးပါပဲကျွန်တော်လုပ်ငန်းသုံးဆိုတော့ဘာမှ trade through ကျွန်တော်အလှအပတွေတော့လုပ်မထားဘူးရိုးရိုးရှင်းရှင်းပုံစံပဲကျွန်တော်ဒီအာဒီကုန်လမ်းရှင်းချောင်းမှုဦးစီးဌာနတိုင်းပဲကျွန်တော်ဒီမှာကျွန်တော်ဒီမှာအာရောင်ပြန်နေအကုန်လုံးကာထားပြီးသားပါထားပြီးသားကျွန်တော်ညွှန်ကြားထားတဲ့အတိုင်းပဲဒီအောင်ကနောက်ဖုံးဖွင့်နိုင်မှာပေါ့เนาะနောက်ဖုံးဖွင့်ရတာလည်းကျွန်တော်တော်တော်လေးပေါ့ပါတယ်ဆိုတော့ဒါကတော့ဒါ cargo space ရှိပါ တော်တော်လေးကိုကျဲပါတယ်ကျွန်တော်တို့အလျား၈ပေဆိုတော့ပမာဏကတော်တော်လေးကိုကျဲဝင်တဲ့ပမာဏဖြစ်တယ်ဒီမှာအနံဆိုလို့ရှိရင်၄ပေဝင်ခြင်းဆိုတော့တော်တော်လေးကုန်ပစ္စည်းတော်တော်များကိုတည်တည်ချာချာအာတင်လို့ရတဲ့အနေအထားမျိုးလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီကားနှစ်စီးမှာကျွန်တော် test ride လေးလုပ်ပေးထားပါမယ်ဒီကားမှာကျွန်တော်ဒီနှစ်စီးတစ်လုံးက ဒီမော်တာကီလိုဝက်ကောဘက်ထရီကီလိုဝက်ကောအားလုံးကအတူတူပဲအဓိကကဘာလဲဆိုတော့အထဲထဲမှာဒီကောင်ကတံများပဲဖြစ်သွားတယ်ဟိုဘက်ကလူစည်းဖြစ်သွားတယ်ဆိုတော့အနည်းချင်းလေးပဲကွာလာဖြစ်တဲ့အတွက်ကျွန်တော်ဒီလူစည်းလေးကိုပဲကျွန်တော် test ride လုပ်ပေးပါတော့မယ်အခုကျွန်တော်ရှေ့ပိုင်းလေးမှာဒီအပြင်ပိုင်းနေကြည့်ပြီးသွားပြီဆိုတော့ရှေ့အတွင်းကန်းထဲမှာဘာလေးတွေပါလဲဆိုတာကိုကျွန်တော်ပြည့်တဲ့ကြိုးတစ်ချက်လိုက်ပြပေးပါမယ်ဆိုတော့ဒါကတော့ကျွန်တော်အတွင်းကန်းထဲကိုရောက်သွားပြီဖြစ်ပါတယ်ကျွန်တော်ဒီမှာ air con နေပါမယ် တော့တော်လေးတစ်ချက်ဒီကောင်ကတော့အဲလုပ်ငန်းဆောင်ကားဖြစ်တဲ့အတွက်ဒီကီးလေးနဲ့သွားရတယ်ကျွန်တော်တို့ဒီတခြားကျွန်တော်တို့ဒီအိမ်စည်း EV တွေကတော့လုံမျိုးပုံစံမျိုးမဟုတ်ဘူးဒီကောင်ကတော့လှည့်တဲ့ပုံစံနဲ့သွားရတယ်တော့ဖွင့်စရာမလိုဘူးတော့တော့ကိုလှည့်စရာမလိုဘူး engine လုံးမှွေ့စရာမလိုဘူးပေါ့နော်လှည့်လိုက်မယ်ပြီးသွားရင်ဒီကောင် aircon ပါပြီးသားဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒါ gear ပေါ့နော်ဆိုတော့ reverse နဲ့ drive နဲ့ပါမယ်အဲကျွန်တော်ဒီမှာတော့ကျွန်တော် back camera တွေပါရတော့မပါတော့ဘူးပေါ့နော်ဆိုတော့ aircon လည်းတော်တော်လေးကိုအေးပါတယ်ထိုင်ရတာလည်းအဆင်ပြေတယ်ဆိုတော့ဒီကောင်တွေကခုံတွေကတော့ကျွန်တော်တို့ favorite အသားတွေနဲ့ပဲ လုပ်ပေးထားတယ်မြင်ကွင်းလည်းကောင်းပါတယ်ထိုင်ကြည့်ရတော့ကျွန်တော်ကြိုင်မောင်းရဲ့ driving experience ကိုတော့ကျွန်တော်ဒီဟိုဘက်ကကျွန်တော်ဒီ7ယောက်စီလေးမောင်းတဲ့ခါကျရင်ကျွန်တော်ပြောပြပေးပါမယ်အဲ plastic အနေထားအရဆိုလို့ရှိရင်ဒီမှာသုံးထားတဲ့ material အရဆိုလို့ရှိရင်လည်းအဲကျွန်တော်တင့်တင့်တဲ့ material ပေါ့နော်အရင်ကြီး hard plastic ဖြစ်တာမျိုး cheap ဖြစ်တဲ့ဟာမျိုးတော့မခံစားရဘူးအဲဒီဘက်ကအပေါ်ပိုင်းနေပေါ့ဒီနားလေးကတော့နည်းနည်းလေးကျွန်တော်ဒီထက်ပို့ပြီးတော့သက်ရက်လုပ်ရင်တော့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်ဆိုတော့ဒီမှာကတော့ဒီမှာကျွန်တော်တို့မှန်တယ်မှန်ချလောက်တယ် ရှိမယ်ကျွန်တော်လုပ်ငန်းသုံးကားဖြစ်တဲ့အတွက်ဘာမှထူးထူးခြား function တွေတော့မပါနေတော့ဘူးဒီမှာကျွန်တော် aircon ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အဲဒီအဲဒီ physical button တွေပဲကျွန်တော်ရှိမယ်ဒီမှာ secret lighter လေးပါမယ်ဆိုတော့အရင်တုန်းကကျွန်တော်တို့ဒီအဲဂျပန်ကားခေဟောင်းဂျပန်ကားပေါ့2010လောက်ကအသုံးတဲ့အဲဒီပုံစံမျိုးလေးတွေပေါ့နော်ဒီကောင်အလှဲတဲ့အားလေးနဲ့ထားထားပေးမယ်ဆိုတော့ဆိုတော့ဒီလောက်ပါပဲ twin gun နဲ့မှာဘာမှထွေထူပြောကြမလို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ထဲထဲမှာတိုင်ခွက်မှာကျွန်တော်တို့အဲဒီ RPM နေကျွန်တော်တို့ဒီ အကီလိုမီတာဒိုင်ခွက်တွေနောက်ပြီးတော့ဘက်ထရီအာချာဂျင်အနေထားတွေကျွန်တော်တို့ဘလောက်တီ range ဒီမောင်းလို့ရသေးတယ်အာ SOC တွေအကုန်လုံးဒီထဲမှာအကုန်လုံးအပြပေးထားတယ်ကျွန်တော်အခုဆိုဒါ50%ရှိနေတယ်ဆိုရဟာမျိုးပေါ့နော်ဒါတွေအကုန်လုံးကိုအာဒီဘက်ဒိုင်ခွက်နှစ်ခုမှာ analog နှစ်ခုနဲ့ပြထားသလိုအလဲထဲမှာ digital screen လေးနဲ့လည်း LED digital screen လေးနဲ့လည်းပြထားတယ်ပေါ့နော်ဆိုတော့ဒီမှာ glass box လေးပါမယ်ဆိုတော့ okay ဆိုတော့ဘာမှ trade through တော့အများကြီးမပါဘူးထိုင်ရတာလည်းမပြေနောက်ပြီးအဓိကဒီအသာချက်ကဒီတံပြားတက်ထားတဲ့ဟာပေါ့နော်ဘာလို့ဆိုတော့အဓိကကကျွန်တော်ပစ္စည်းတွေအများကြီးတင်တဲ့ခါမျိုးမှာတစ်ခါတလေမြင့်အောင်တင်တဲ့ခါမျိုးမှာပစ္စည်းတွေကဒီမောင်းတဲ့သူဘက်ကိုပြကြလာတာမျိုးပဲရှိရအဲ့ဒါမျိုးအတွက်သူကတစ်ခါတည်းဒီ panel ပါတစ်ခါတည်းထည့်ထားပေးပြီးသားဒါလည်းတော်တော်သေးချာတော်တော်ကောင်းကောင်းလေးကိုပဲထည့်ပေးထားတယ်ပေါ့နော်အဓိကကကျွန်တော်တို့ကြည့်ရမှာကအမကန်နဲ့ဒီဘလောက်ထိသုံးဝင်မလဲဆိုတဲ့ဟာမျိုးကိုပဲကြည့်ရမှာပေါ့နော်ဒီကောင်လေးကကျွန်တော်၄နှစ်ကီလိုတသိန်းအမကန် ပေးထားတယ်ဘက်ထရီနဲ့မော်တာကိုပေါ့၄၄ကီလိုတစ်သိန်းအမကန်ပေးထားတယ်ဒီကားလေးကိုတော့ကျွန်တော်ရောင်နီဦးကုမ္ပဏီလီမိတက်ကနေပြီးတော့တင်သွင်းထားတာဖြစ်ပါတယ်ဒီ EC35 ရဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်မောင်းထားတဲ့ driving experience ကတော့ကျွန်တော် EC36 မှာမောင်းထားတဲ့ driving experience လေးမှာပဲ select ယူစားပေးပါခင်ဗျာအခုကျွန်တော် EC35 အကြောင်းပြောပြသွားပြီဆိုတော့ EC36 လေးအကြောင်းကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ဒီမှာ EC35 နဲ့36ကရုပ်ကောပါအကုန်လုံးအားလုံး အတူတူပဲအတွင်းကန်းထဲမှာပဲပြောင်းသွားမယ်အဲဒီကောင်ကကျွန်တော်တို့ဒီ battery capacity လေးနည်းနည်းလေးပို့ပြီးတော့များတယ်4 kW လောက်ပေါ့နော်အဲ့လောက်နည်းပဲနည်းနည်းလေးပို့များတယ်ကျန်တဲ့ရုပ်ထွက်တွေပါတွေအကုန်လုံးကအတူတူပဲအဲအကုန်လုံးနှိပါတူတယ်ကျွန်တော်ကွဲလွှဲတာဆိုလို့ဒီမှာ fog lamp လေးတွေသူကအပူပါသွားတယ်ဟိုမှာ fog lamp လေးတွေမပါဘူးပေါ့နော်ဒီ EC30 စစ်မှာဆိုလို့ရှိရင်လည်းကျွန်တော် charging port က EC35 လို့ပဲဒီမှာ cloud လေးရှိမယ်ဒီမှာက charging port တစ်ခုအပေးဘက်မှာ charging port တစ်ခုပေါ့နော်ဆိုတော့ဒီကောင်ရဲ့ဒီ battery capacity က42 ကီလိုဝက်အဝါပါတယ်မော်တာအနေနဲ့ကတော့ကျွန်တော်60ကီလိုဝက်မော်တာကိုအသုံးပြုထားပြီးတော့ကျွန်တော်တို့ range နေနဲ့ဆိုရင်တော့300ကီလိုမီတာသူက range လေးနည်းနည်းလေးပိုရသွားမယ်ပေါ့နော်အဲဒီကောင်လေးကလူစီး17ယောက်စီလေးဖြစ်ပါတယ်ဆိုတော့အရှိမကတော့ကျွန်တော်ဆောင်းနာပြောသလိုပဲအရှိမ Hackland Fog Light လေးတွေပိုပါသွားတာရှိမယ်ကျန်တဲ့ဟာတွေကအကုန်လုံး EC35 နဲ့အတူတူပဲအဲကျွန်တော်ဘေးကိုကြည့်မယ်ဆိုလို့ရှိရင်သူကတော့အကုန်လုံးအာဘေးမှာကတော့တံပြားဘေးမဟုတ်တော့ဘူးမှန်တဲ့ဖြစ်သွားပြီအာပြီးသွားလို့ရှိရင်ကျွန်တော်တို့ ဒီမှာတာယာဆိုင်လေးတစ်ချက်ကြည့်မယ်တာယာကကျွန်တော်တို့ဒီကောင်က 185R14 ဖြစ်တဲ့အတွက်ကျွန်တော်ဟိုဘက်ကတာယာဆိုင်နေလေအတူတူပဲသူလည်းဒီလိုပဲအရှေ့ကတော့ Max Forsen Independent Suspension သုံးထားတယ်နောက်မှာတော့ Leaf Spring သုံးထားတယ်ပေါ့နော်လေးပေါ့နော်လေးတိုက်သုံးထားတယ်ဆိုတော့ကျွန်တော်ဒီကောင်ဘေးတကားတွေပါလေကျွန်တော်ဆွဲကြည့်တယ်ဆွဲကြည့်တဲ့အခါမှာဘေးတကားတွေကလေတော်တော်လေးကိုပေါပေါပါပါလေးရှိရပေါ့နော်တော်တော်လေးကိုတွတ်တယ်ပေါပေါပါပါပဲတော်လွယ်တကူခွန်းတို့ပိတ်လို့ရတယ်ဆိုတော့ဒါ ဘေးကနေ slide တင်တို့အနောက်ထိကျွန်တော်တို့မှန်နေပါတယ်မှန်နေရကျွန်တော် manual လဲထည့်ရနေလဲဖွင့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်ထပ်ဒီအနောက်ဘက်ပေါ့နော်အနောက်ဘက်ကလည်းကျွန်တော်တို့အကုန်လုံးနီးနီးအတူတူပဲဆိုတော့ဒီမှာ तू က EC35 မှာတံပြားပဲဖြစ်သွားဒီကောင်မှန်နေဖြစ်သွားပြီပြီးတော့ဒီမှာနောက်ဖုံးဖွင့်လို့ရမယ်နောက်ဖုံးကျွန်တော်ဖွင့်ပြမယ်ဆိုတော့အဲဒီမှာပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ဒါခောက်ထားလို့ရတယ်ထောင်ထားလို့ရတယ်ဒီကောင်ကဒီမှာပေါ့နော်ဒီဟာကျွန်တော်အကဲပစ္စည်းတွေတင်ကျင်နေပြုတ်ကျင်နေဆိုဒီကောင်ကြီးကို ခောက်ချပြီးတော့ထောင်ထားလို့ရတယ်အဲ့တော့ကြောင့်ပစ္စည်းတင်လို့ရတယ်အကယ်၍ကိုကလူပြေ၁၁ယောက်စီမှာဆိုတော့ဒီကောင်ခုံကိုထောင်ထားလို့ရတယ်ပေါ့နော်ဆိုတော့အကယ်၍ကိုကတက်တောင်းတတာပစ္စည်းများများနဲ့ချောင်းချောင်းရှိသွားခြင်းနဲ့ဆိုရင်တော့6ယောက်ကနေ7ယောက်ထိစီးလို့ရမယ်အဲကျွန်တော်တို့အကယ်၍လူပဲများများစီးကျင်တာဆိုလို့ရှိရင်တော့7ယောက်ထိစီးလို့ရမယ်ပေါ့နော်ဒီကောင်လေးကလည်းကျွန်တော်ဆွမ်းနာက EC35 လို့ပဲအမားကန်နေလေး2ကီလိုတသိန်းရတယ်ဆိုတော့အပြင်ဘက်မှာအားလုံးကြည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အထဲတဲကိုတစ်ချက်လောက်ဝင်ကြည့်လိုက်ကြမယ်ဒီကောင်ပေါ့နော် EC 37ပေါ့နော်ဆိုတော့အခါကျတော့ကျွန်တော်တို့အတွင်းပိုင်းအားလုံးဒီပါအတူတူပဲဒါပေမဲ့ဒီကောင်ကပူပါသွားတာကဒီမှာ airbag လေးတွေနှလုံးအာပူပါသွားတယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အာဒီမှာ infotainment screen လေးကပူပြီးတော့အာဒီပါပူပါသွားတယ်ဟိုကောင်က radio ရိုးရိုးပဲပါအဲဒီကောင်က infotainment screen ပါသွားတယ်ဒီကောင်မှာဆိုတော့ car ရဲ့ information တွေပါတယ်အကုန်လုံးကဒီမှာအကုန်လုံးအာကြည့်လို့ရတယ်ဆိုတော့ android auto တို့ပါလို့တော့မပါဘူးပေါ့နော်ဒါလုပ်ငန်းသုံးဖြစ်တဲ့အတွက်ဒီလို function တွေကတော့အာပါမှာမဟုတ်ဘူးဒါမပါတာမထူဆန်းဘူးဒီမှာ car ရဲ့ setup တွေကျွန်တော်ဒီမှာ battery condition တွေအကုန်လုံးဒီမှာကျွန်တော်တို့ကြည့်လို့ရတယ် system information မှာအကုန်ကြည့်လို့ရတယ်ပြီးသွားလို့ရှိရင်ဒီမှာကတော့ကျွန်တော်တို့ဒီ battery battery SOC ကိုကတော့ကျွန်တော်တို့ဒီမှာကဒိုင်းကွက်လေးနဲ့ analog နဲ့ပြထားတယ်အဲကီလိုမီတာကိုလည်းဒီဘက်က analog နဲ့ပြထားတယ်။အလဲမှာကတော့ကျွန်တော် digital display လေးတစ်ခုပါတယ်။အဲ့ဒါလေးကအဲကီလိုမီတာ range နဲ့ RPM ဘယ်လောက်နဲ့သွားနေလဲဆိုတာရယ်။နောက်ပြီးတော့ gear အနေထားလေးရယ်ပေါ့နော်။ gear အာ end ထိုးထားလား၊ဒီထိုးထားလားဆိုတဲ့ information ဖော်ပြတဲ့ digital screen လေးအာကျွန်တော် တလက်မခွဲပတ်လဲဟာလေးတစ်ခုပါမယ်ပေါ့နော်ဒီဘက်ဘေးမှာဆိုရင်တော့ဘတ်မန်ဘဲညာချိန်တဲ့ကလုတ်လေးတွေရှိတယ်အဲအဲ့ကောင်လေးတွေက လုပ်ငန်းသုံးကားဆိုတော့လုပ်ငန်းသုံးအနေထားပုံစံမျိုးပဲထည့်ထားတာဖြစ်တယ် luxury car လောက်ကြီးတော့ကျွန်တော်တို့အာဒီ fine grade ကြီးလောက်ထားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီမှာ club box လေးတွေရှိမယ်ဒီဘက်မှာပုံမှန်တိုင်းမှန်တယ်မှန်ချအာကလုတ်တွေရှိမယ်ဆိုတော့ကျွန်တော်ဒီခုံထိုင်ခုံနေရာလဲကျွန်တော်တို့ favorite သားကိုပဲကျွန်တော်သုံးထားတယ်ဒီမှာအဲ gear ပေါ့နော် gear လို့ပဲဆိုပါတော့ motor ဆိုတော့အဲဒီမှာကျွန်တော် RNDE ဆိုပြီးရရှိမယ် E ဆိုတာ economy mode ကိုကျွန်တော်ပြောတာထင်တယ်ဆိုတော့ကျွန်တော်ပြီးတော့မှ test drive လုပ်တဲ့ခါကျမှဒီကောင်းလေးကိုကျွန်တော်သေးသေးမောင်းပြကြည့်ပေးသွားမယ်ဆိုတော့ trade through လုပ်ငန်းသုံးကားဖြစ်တဲ့ trade through ဘာကြာမရှိဘူးကျွန်တော်အနေနဲ့ကတော့အာဒီအခုထိုင်ကြည့်သလောက်နှစ်စီးလုံးထိုင်ကြည့်သလောက်ကတော့ mount drive mount နေရ driving position တော်တော်လေးကိုသဘောကျတယ်ဘာလို့ဆိုတော့ဒီခေါင်းတို့ကလည်းဖြစ်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ရှေ့မှာမြင်ကွင်းတော်တော်လေးကိုရှင်းနေပါတော့ဆိုတော့ကျွန်တော်တို့နောက်ကလေးကိုတစ်ချက်လာဝင်ကြည့်လိုက်ကြအောင်နောက်ခန်းထဲမှာဘယ်လောက်ထိကျဲတယ်နောက်ကလူတွေရောထိုင်ရတဲ့နေရာမှာကျဲကျဲဝန်းရှိရလားဆိုတော့ကျွန်တော်တို့ချက်ကြည့်လိုက်ကြအောင်နော်အဲအခုဆိုရင်တော့ဒါကျွန်တော်နောက်ကထိုင်တဲ့ခုံနေရာကိုရောက်နေတာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့နောက်တော့ aircon ပါတယ် aircon vent ၄ပေါက်ပါတယ်ဆိုတော့ဒီမှာခွင့်နဲ့ပိတ်တဲ့ cloud တွေ span ga speech chain နဲ့ cloud တွေအကုန်လုံးကဒီနောက်မှာပါတယ်နောက်ကပဲလုပ်လို့ရတယ်ကျွန်တော်ဒီမှာ low medium high ဆိုပြီးတော့ကျွန်တော်တို့သုံးဆင့်ပါတယ်ဆိုတော့တော်တော်လေးလေး aircon က A တယ်ပေါ့နော်ကျွန်တော်တို့ဆိုတော့ဒီမှာကောင်ထားထားလို့ရှိရင်နောက်ထဲဒီအားလုံး အာတော်တော်လေးကိုလုံလောက်တဲ့ပမာဏလို့ပြောလို့ရတယ်တော်တော်လေးအေးတယ်ပေါ့နော်ဆိုတော့အခါကျတော့ကျွန်တော်တို့ဒီလိုဒိုင်ယာမထိစေခြင်း fan လေးတွေအပေါ်တိုးထားလိုက်လို့ရတယ်ဆိုတဲ့အခါကျတော့ aircon လည်းပါတယ်ကျွန်တော်တို့အခုလက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ manual car 0 kg ကားတဲ့ဒီ manual တွေများတယ် auto ဆိုလည်းဈေးအရမ်းများတယ် auto ထဲမှာဆိုလည်းအာကားအစ်စ်က0 kg ကတော်တော်လေးကိုရှားတယ်ဆိုတဲ့အခါမျိုးတွေရှိရပေါ့နော်ဆိုတော့ဒီကောင်လေးက ရွေးချယ်စရာတခုတော့ခေါင်းနဲ့ထည့်စရာတခုတော့ဖြစ်လာတယ်။ EV ကဖြစ်သွားတဲ့အတွက်ဒီကောင်ကအော်တိုဂီယာဖြစ်သွားတယ်ဆိုတော့ဂီယာတွေမပါတော့အတွက်အော်တိုဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ဒီကောင်ကနောက်ပြီးတော့ကျွန်တော်တို့ဒီစီလဲကုန်ကြမှုတက်တာသွားတယ်ပေါ့နော်။လုပ်ငန်းသုံးဖြစ်တဲ့အတွက်ကျွန်တော်တို့များများစစသွားကြရမှာပဲလေ။ဆိုတဲ့အခါကျတော့အဲဆိုတော့ဒီဟာအတွက်ကတော့တော်တော်လေးအဆင်ပြေသွားတယ်။ဒါကကျွန်တော်တို့ဒီ၃ရောင်းမြောက်ခုံပေါ့နော်။ဒီကောင်လေးက၃ရောင်းမြောက်မစည်းဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုခောက်ထားလို့ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီကနေပြီးတော့နောက်ရိုးရဲကိုတစ်ချက် ဝင်သွားကြည့်မယ်အနောက်မှာထိုင်ရတာဘလို့အခြေအနေရှိလဲဆိုတော့ဗောနော်ကျွန်တော်ဒီခုံတွေကုန်လုံးကလည်းအာ fabric တွေကြီးပဲဒီကောင်းကိုကျွန်တော်တို့ဒီအကယ်၍ကိုက fabric တွေပေးမှာဆိုတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အာ level သားတွေကျွန်တော်ဖုံးလို့ရတယ်အခုကျွန်တော်အနောက်မှာထုံထိုင်ကြည့်တယ်ဒါနောက်ဆုံးကိုထိတိုးထားတဲ့အနေထားဗောနော်ကျွန်တော်ထိုင်နေတဲ့ဟာမှာတတောင်တတာရှိပါတယ်အဆင်ပြေပါတယ်ကျွန်တော်တို့အာရှေ့မှာကျွန်တော်ဒီတတိစုပ်စာလောက်ကျွန်တော်ဒူးနေရာကြံသေးတယ်ဖတ်ရုံးကတော့အလွတ်ကြီးပဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီယုံဖို့ယုံကြို ကြောင်းကားပဲလှုပ်လို့မပါလှုပ်လို့အဆင်ပြေတယ်ကြောင်းကားလှုပ်မယ်ဆိုလဲဒါတော်တော်လေးအဆင်ပြေတဲ့သဘောလို့ပြောပြလို့ရတယ်ထောင့်တရာဝန်းကျင်ဗျာကျွန်တော်တို့နောက်ပြီးတော့0ကီလိုရတယ်ဆိုတော့အော်တိုဆိုတော့အဲကကြောင့်မောင်းဝိုက်တယ် တောင်တတာရှိတယ်ပေါ့နော်ဆိုတော့တော်တော်များများလေးစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ကျွန်တော်လည်းအစိတ်ဝင်စားပါတယ်ကျွန်တော်နေ personally ပြောရမယ်ဆိုလို့ရှင်လေအဒီကားလေးကိုလုပ်ငန်းသုံးကားလေးကိုတော်တော်စိတ်ဝင်စားပါတယ်ကျွန်တော်လုပ်ငန်းသုံးကားဆိုရင်အဓိက manual ဖြစ်နေရဆိုတာဗျာကျွန်တော်တို့ဒီ auto တွေမောင်းနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ manual မောင်းတဲ့ခါကျရင်တော်တော်လေးကိုခက်ခဲဖြစ်တယ်နောက်ပြီးတော့ပြဿနာက air con အသိမကောင်းတဲ့ပြဿနာတွေပေါ့နော်ခုဒီကောင်က EV လည်းဖြစ်တယ်ဆိုတော့ air con ကလည်းကောင်းတယ် twin grade လေးလည်းသူကနေသူလုပ်ငန်းသုံးကားဆိုတဲ့အတိုင်းပဲလုပ်ငန်းသုံးကား grade အတိုင်းတော့အဲဒီ twin grade လေးဆိုတဲ့လုပ်ငန်းသုံးကားဆိုတဲ့အတိုင်းပဲ လုပ်ငန်းသုံးကား grade အနေထားလေးတော့ရှိတာပေါ့နော်ချို့လုပ်ငန်းရှင်တွေကဆိုလို့ရှိရင်လည်းဒါအာဒီအာချို့လုပ်ငန်းရှင်တွေကကျတော့ဒီကားအဟောင်းသုံးရတာကိုမကြိုက်ကြဘူးအစ်စ်မှလိုချင်တယ်ဆိုတော့လူမျိုးတွေအော်တိုဂီယာလည်းဖြစ်ရှင်တဲ့လူမျိုးတွေဆိုတာကတော့ဒါကတော့တော်တော်လေးကိုစဉ်းစားစရာဖြစ်ပါတယ်โอเคဟုတ်ပြီကျွန်တော်အဲ့ကျတော့နောက်ဆုံးအတန်ကိုပြောဒီ၄တန်းမြောက်ပေါ့နော်4 throw လို့ပြောရမှာပေါ့နော်အဲ့ကောင်ကိုတစ်ချက်ဝန်ထိုင်ကြည့်ပါမယ်ဆိုတော့အဲ့ကောင်လည်းပဲနောက်မှာကျွန်တော်ထိုင်ကြည့်ရသလောက် ဒီကောင်ကတော့ဒူးလေးနည်းနည်းအထောက်သလိုခံစားထောက်သလိုထောက်သလိုရှိတယ်ပေါ့နော်အဲနောက်ကိုလည်းနည်းနည်းလေးနောက်ကလည်းနည်းနည်းလေးမတ်တဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်ဒီအခါကျတော့ဒီကောင်ကကျွန်တော်တို့ဒီတက်တောင်တက်တာစီးကျင်နေဆိုရင်တော့ကျွန်တော်ဆန္ဒပြောသလိုပဲ6ယောက်တို့မို့7ယောက်စီးပေါ့နော်အကယ်၍ခီးတို့လေးပဲခုနကဒီနာចောင်းပို့ចောင်းဂျိုအဖယ်ရီဂျိုလောက်ကတော့ဒီကောင်က7ယောက်စီးမယ်ဆိုအေးဆေးစီးလို့ရပါတယ် ထိုင်ရတာတန်တန်ရှိရနှစ်တန်းတော့ပိုးရှိတယ်ဒီကောင်ကနည်းနည်းလေး matte လိုလိုဖြစ်တယ်နောက်ပြီးတော့ကြောမီလေးကလည်းနည်းနည်းလေးမာတယ်လိုဖြစ်တယ်တော့ဒါဟိုကားဆိုဖာအစ်တက်မလို့လည်းမာလာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲကျွန်တော်တို့ဒီကောင်လေးကဒီအနောက်မှာကျွန်တော်ကားမှုတက်တဲ့သူတွေပါတယ်ဒီမှန်လေးဖွင့်ပြီးစီးကျင်တယ်ဆိုလဲဒီကောင်လေးကစီးလို့ရတယ်မှန်လေးလည်းဖွင့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီကားလေးအနှစ်ချုပ်ကိုကျွန်တော်ဒီ test ride လုပ်ပြီးတဲ့အခါမှာထပ်ပြီးပြပြပေးပါမယ်ခင်ဗျာအဲတော့အခုကျွန်တော်အဲ DFSK AC36 ကိုမောင်းကြည့်နေရဖြစ်ပါတယ်စာပြီးမောင်းပြီးပေါ့နော် ဆိုတော့အခုကျွန်တော်အတန်လေးတစ်ခုကြားရပါလိမ့်မယ်ဆိုတော့သူကဆက်ဆက်ထွက်ခြင်းကီလိုနဲတဲ့အချိန်မျိုးမှာဒီအင်ဂျင်တန်မရှိဘူးပေါ့နော်မရှိတဲ့အတွက်ကြောင့်မို့ဒီအနားကလူတွေထိခိုက်မိမှာဆိုတဲ့အတွက်ကြောင့်မို့သူကဒီအတန်လေးကိုထည့်ပေးထားဖြစ်ပါတယ်ကီလိုမီတာတစ်ခုအရောက်မှာသူကအဲဒီကီလိုမီတာ20ကျော်ကျော်လောက်မှာကျွန်တော်ဒီအတန်လေးကပျောက်သွားတယ်ပေါ့နော် ဒီကောင်က17ယောက်စီလေးပေါ့နော်အခုလောလောဆယ်ကျွန်တော်မောင်းနေတဲ့အနေထားအရကားမှာကျွန်တော်အဲကျွန်တော်ရိုက်ပေးနေတဲ့အဲကျွန်တော်ရဲ့ကင်မရာဆရာရဲ့ကျွန်တော်နောက်ကကျွန်တော်နဲ့အတူလိုက်လာတဲ့ကျော်ရောင်ကြီးလေးပေါ့နော်ဆိုတော့သူဒီ3ယောက်ပဲစီထားတယ်7ယောက်စီမှလူမစီရဲ့အတွက်ကြောင့်နည်းနည်းလေးတော့ကျွန်တော်တို့ဒီအာဟိုပါပေါ့ဒီ line စီးသလိုလေးတော့ရှိရဲဒါပေမဲ့7ယောက်စီလောက်အနေဆိုရင်တော့အနေတော်လေးပဲ အဖြစ်မယ်ကျွန်တော်ထင်တော့เนาะနောက်ပြီးတော့ခါကျကျွန်တော်ဂျိုင်းကြတွေပေါ့เนาะဆွမ်းနာရှိုးလုံးအထွက်မှာဆိုရင်ဂျိုင်းလေးတွေနဲ့ကြတာရှိတယ်အဲအဲ့လိုမျိုးမှာဆိုလို့ချင်းဂျိုင်းကြလေးကအင်မတန်ဟိုဒါညင်းတာတယ်ကျွန်တော်ကြလို့ကြမှန်းတော့မသိဘူးအဲတာမန်စီကားတွေမှာဆိုရင်တော့အဲ့လိုနေရာမျိုးမှာတော်တော်လေးကိုအာဒီဖြစ်မဲ့အနေထားရှိတာပေါ့နော်ဆိုတော့မောင်းရတဲ့အပိုင်းကတော့ကျွန်တော်ဒါလုပ်ငန်းသုံးကားဒီကောင်းတို့ဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းကိုအပေါ်စီးကနေမြင်ရတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ ကားမောင်းရင်အဲ့လိုအပေါ်စီးရမြင်ရတဲ့အမြင်နဲ့ဟာမျိုးကောင်းတို့တာမျိုးကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမြင်ကွင်းမောင်းရတဲ့နေသားလေးကိုတော်တော်လေးကိုသဘောကျတယ်။အမောင်းလို့ကလည်းတော်တော်ပေါ့တယ်ပေါ့နော်။ကျွန်တော် EV ဆိုတဲ့အတိုင်း EV ကတော့အဲဒီတခြား IC ကရတဲ့ဆိုင်လီဘာနဲ့ရတာတော့တိတိတသာအတွက်တယ်။ဟောဆိုကျွန်တော်လီဘာတစ်ချက်နင်းလိုက်တိုင်းနင်းလိုက်တိုင်းဂီယာလည်းခံထားတာမဟုတ်တဲ့အတွက်ကိုကလီဘာတစ်ချက်နင်းလိုက်တိုင်းအဲကားကတစ်ခါလည်းတမ်းပြီးပါလာတယ်ပေါ့နော်။အဲ့ဒီလေးတစ်ခုကတော်တော်လေးကိုအသာချက် ရှိတယ်ကျွန်တော်အရန်လဲ smooth ဖြစ်တယ်အဲ CRM ကလည်းအစစ်စစ်ပိုင်ပိုင်လေးနဲ့မောင်းလုံးအတော်လေးကိုကောင်းတယ်ပေါ့နော်အခုဒါဆိုရင်ကျွန်တော်တို့ဒီအာ line လေးတွေရှိရနေအောင်ကျွန်တော်ဆွမ်းနာဖြတ်ခဲလိုက်တာဖြစ်တယ်ဒါပေမဲ့ကားကအရင်ခုံတာမျိုးစောင့်တာမျိုးလုံးဝမရှိဘူးအာဒီကောင်ဒါဆိုလို့ရှိရင်ကျွန်တော်အနောက်မှာဆိုလို့ရှိရင် leaf spring ပဲတုံးထားတာပေါ့နော်ကျွန်တော်၄တိုက်ပဲတုံးထားတာဒါတော့မှကျွန်တော်ဒီလောက်ထိခုံနေဆိုတော့ဒဏ်ကိုမခံစားရဘူးပေါ့နော်ဆက် smooth ဖြစ်ဖြစ်လေးပဲသူကနေသူရှိတယ်ကျွန်တော်တို့ ဆိုရင်ရှေ့မှာကားတစ်စီးကိုကျွန်တော်ကြော်ကြည့်မယ်ပေါ့နော်ကြော်ကြည့်ရခါမှာလဲမော်တာသံစူညံတာတွေပါလည်းမရှိဘူးအသားလေးပဲပေါ့ပါကြော်လို့ရတယ်ကျွန်တော်တို့မောင်းလို့ကတော့ EV တွေကတော့အရန်ကိုတွက်တယ်ကျွန်တော်စီကားရည်နဲ့ဘာမှမဆိုင်ဘူးเนาะမောင်းလိုက်တာနဲ့လီဘာ response ကအရန်မြန်တယ် ကားကြော်လို့အရန်ကောင်းတယ်ဂီယာချိန်းတောင်းမှာဖြစ်တဲ့အဲခန်းစားချက်နှိမ့်တောင်းနှိမ့်တောင်းခန်းစားချက်တွေပါတယ်လုံးဝမရှိဘူးတခါကျဒီဟာလေးတစ်ချက်ကတော့ကျွန်တော် EV ကားတွေမှာတော်တော်လေးကိုအားသာတယ်အားသာချက်လို့ကျွန်တော်ပြောလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့အဲဒီလုပ်ငန်းသုံးကားတွေအများစုဒီအခုလက်ရှိဝင်နေတဲ့0 kg အဲဒီ Chinese car brand တွေအများစုဒီကျွန်တော် manual လာတာများပါတယ်ဆိုတော့ C ကားတွေအများစုဒီပေါ့နော် IC ကားအများစုဒီအခုဒီကောင်ဒီလုပ်ငန်းသုံးကားဖြစ်တဲ့အဲကျွန်တော်တို့ EV ဖြစ်သွားတယ်နောက်ပြီးတော့အဲဒီ EV ဖြစ်တဲ့အတွက်ပြောကြရမလို့ကျွန်တော်ဒါ အော်တိုပဲပေါ့နော်ဆိုတဲ့အခါကျတော့ဒါလေးတစ်ချက်ကတော့တော်တော်လေးကိုအဆင်ပြေတယ်အဲကွန်လည်းတော်တော်လေးအေးတယ်အဲ့ဒါလေးကတော့အဲဒါလုပ်ငန်းဆောင်သုံးမဲ့သူတွေအတွက်ဒီရင်မောင်းတဲ့သူတွေအတွက်တော့တော်တော်လေးတက်တောင်တတာဖြစ်မှာပေါ့နော်နောက်ပြီးတော့ဒီကောင်လေးက၁၁ရောက်စီပေါ့နော်ဒီအခုလက်ရှိထဲမှာအဲဒီ Chinese 0 kg ကားရဲထဲမှာအဲလုပ်ငန်းသုံးကို၁၁ရောက်စီရတော့တော်တော်လေးကိုအာရွေးချယ်စရာအနေနဲ့ပေါ့နော်လက်ရှိလုပ်ငန်းသုံးထဲမှာဆိုရင်၁၁ရောက်စီရတယ်အဲ EV ဆိုလို့ရှိရင်တော့အဲကျွန်တော်တီးသလောက်ဆိုရင်တော့ဒီကားတစ်စီးပဲရှိသေးတယ်အဲအကယ်၍ကျွန်တော် မသိတာမျိုးရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ဒီ comment တွေမှာတစ်ချက်လောက်ပြောပြပေးသွားလို့ရပါတယ်ဒီအရင်ကကျွန်တော်တို့ဒီ EV ကားဆိုရင်အရင်သူပော့နေအောင်လုပ်မထားဘူးလုပ်ငန်းသုံးကားဖြစ်တဲ့အတွက်ဝိုင်းနဲ့သွားရမှာတွေပါဖြစ်တဲ့အတွက်သူကတမင်လေးကိုဒီကောင်လေးကို CRI လေးကို CC လေးလုပ်ပေးထားတာပေါ့နော်ကျွန်တော်ရ driving experience ရောဒီကောင်လေးကိုတော်တော်လေးကြိုက်ပါတယ်အဲကျွန်တော်အနေနဲ့ဒီလုပ်ငန်းသုံးကား၁၁ယောက် CEO ကိုမောင်းနေရတယ်ဆိုပေမဲ့အဲ့လိုမောင်းနေရတဲ့ခံစားချက်ကိုလုံးဝမရဘူး ေးစစ်တာရရပဲလီဘာနင်းကလည်းပေါ့တယ်အဲဆိုတော့အာကျွန်တော်လက်ရှိမောင်းနေတဲ့ကားကလည်းကားအကြီးမျိုးစားကြောင်မို့လားလဲတော့မသိဘူးပေါ့နော်ကျွန်တော်နဲ့ပိတ်သက်ကြီးကိုကြံပေးချင်တာကတော့အဲကျွန်တော်ပြောနေတာထက်ကိုယ်တိုင်လာရောက်ပြီးတော့မောင်းတင်ကြည့်စေချင်ပါတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တော်တော်လေးမောင်းရတာအဲအဆင်ပြေတဲ့အနေအထားမှာရှိပါတယ်တက်တောင်တတာတော်တော်ရှိပါတယ်ဆိုတော့ကဲပြီကျွန်တော်ဒီကောင်လေးနဲ့အာဒီ delivery ပို့တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဝန်ထမ်းချိုးဖို့လုပ်ရမယ်ဖြစ်ဖြစ် ဲ့ဒါကျွန်တော်ခီးတိုလေးတွေသွားမယ်ဆိုရင်မဖြစ်ဖြစ်ဒါကတော်တော်လေးကိုအဆင်ပြေမဲ့အနေထားဖြစ်ပါတယ်အဲ့ကျွန်တော်ဒါဆိုရင်ဒါမောင်းနေတာအဲနှစ်ခေါက်လောက်ရှိပြီပေါ့နော်နှစ်ခေါက်ပြောင်းလောက်ရှိပြီကျွန်တော်တည်တည်ချာချာလေးကိုစမ်းသပ်ပြီးမောင်းကြည့်နေတာပေါ့နော်ဂျိုင်းနေဆိုတဲ့တမင်ကျွန်တော်နင်းကြည့်တယ်ခုံကြည့်တယ်ဆိုတော့အနောက်က difference ဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးဒီလိုလှိုင်းစည်းစလို့ဖြစ်တာလွဲလို့ရှိရင်ဂျိုင်းကြတွေဘာတွေမှာစောင့်မိကြတာမျိုးတွေအဲငင်းငင်းညောင်မရှိကြမျိုးလုံးဝမရှိဘူးသူကငင်းငင်းလေးကိုပဲအဲကျွန်တော်စီးလို့တော်တော်လေးကို တက်တောက်တက်တာတော်တော်ရှိတဲ့အနေထားလို့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်ကဒီကားစတက်ခါစားကကျွန်တော်ဒီအလမ်းတန်မြည်ရေပေါ့နော်ကျွန်တော်ဒါကီလို20အောက်ဆိုလို့ရှိရင်သူကအတန်လေးမြည်ရေပေါ့နော်အခုကျွန်တော်ပြရတဲ့ကျွန်တော်ပြောတဲ့အတန်လေးပေါ့ဒီအတန်လေးပေါ့ဒီကောင်လေးကသူက20ကျော်20နားနီးလာရင်ကျွန်တော်မြည်ရေ0လောက်ဆိုရင်ပြန်ပြီးတော့ရက်သွားတယ်ပေါ့နော်20နားဝန်းကျင်မှာမျိုးဆိုရင်သူကနည်းနည်းလေးလာနေရဖြစ်တဲ့အတွက်ကားအတန်မထွက်တဲ့အတွက်ကြောင့်မလို့ဒီလမ်းလျှောက်နေတဲ့သူတွေအနေဖြစ်မှာဆိုတဲ့အတွက်တမင်သူကအလမ်းတန်လေးထည့်ပေးထားတာဖြစ်ပါတယ်ဒီ20ကျော်အနေချက်ချင်းပြန်ပြီးတော့သူကရက်သွားတာပေါ့နော် တော့အခုကျွန်တော်အဲ့တန်လေးကိုကျွန်တော်ပြပါမယ်နားထောင်ကြည့်ပါဒါအတန်စားထွက်လာပါပြီအတန်စားထွက်လာပါပြီဆိုတော့တောက်လျှောက်ထွက်လာပါမယ်အတန်က20ကြော်တာနဲ့ချက်ချင်းရက်သွားပါတယ်ကီလို20ကြော်နဲ့လုံးဝအဲ့တန်မရှိတော့ဘူးပျောက်သွားပြီဒါကအလန်းတန်ဖြစ်ပါတယ်ကျွန်တော်တခြားဒီကားကိုလာပြီး test ride လုပ်တဲ့အခါကျရင်ဒါကိုတခြားကျွန်တော်မှားသလိုထင်မှားနေမှာဆိုလို့ပေါ့နော် စတီးယားတိုင်းကျွန်တော်တလွင်ဟုတ်ပြီမောင်းလဲရတဲ့စတီးယားတိုင်းလေးကတော်တော်လေးကိုစီစီပိုင်ပိုင်လေးနဲ့ဒါတော်တော်လေးကိုအာတက်တော့တက်ရှိပါတယ်ဆိုတော့အာကျွန်တော်နေလာရောက်စမ်းသပ်မောင်းနေကြည့်ဖို့ကိုယ်တိုင်စမ်းသပ်မောင်းနေကြည့်ဖို့ပြောချင်ပါတယ်ကျွန်တော်နေဒါကျွန်တော် personal experience တော့ဒီလိုမျိုးရှိရဲအဲ့ဒါအောင်မှကျွန်တော်နေအာပရိသတ်ကြီးကကျွန်တော်ပြောတဲ့ဟာအောင်မှအာဒါကဒီလိုရောဟုတ်ရဲ့လားပါလားဆိုတာမျိုးရှိတယ်ဆိုရင် ကိုယ်တိုင်လာပြီးမောင်းကြည့်ပါအခုဆိုရင်ကျွန်တော် EC36 လေးကိုကျွန်တော် test ride လုပ်ပြီးသွားပြီပေါ့နော်ကျွန်တော်မောင်းနေတဲ့ကာလာတွေမှာလည်းကျွန်တော်ပြောတဲ့အတိုင်းပဲမောင်းရတာတက်တောက်တသားရှိတယ်အဲကျွန်တော်တို့ဒီ manual ကားတွေလိုမျိုးဒီ clutch နေရတဲ့ဒုက္ခ gear တွေထိုးရတဲ့ဒုက္ခလုံးဝမရှိတော့ဘူး အဲကွန်လဲကျွန်တော်အနေနဲ့ personal အရဆိုလို့ရှင်တော့ဒီ EV ကားတွေကအဲကွန်ပိုအေးတယ်။အဲတောင်မောင်းနေတာတောင်တောင်သာရှိတယ်။ဆိုတော့အခါကျတော့စီဘိုးကုန်ကြမှုလည်းမရှိတော့ဘူး။ရေမောင်းနေတယ်လည်းစီကိစ္စပြောရတဲ့ဟာမျိုးလည်းတက်တာသွားမှာဖြစ်ပါတယ်။ရောင်းချတဲ့ဈေးကလည်းကျွန်တော်3100ဝန်းကျင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ထည့်သွင်းစဉ်းစားတဲ့ကားလို့ကျွန်တော်နေမြင်နေအမခန်အနေနဲ့ဆိုလို့ရှင်တော့၄နှစ်ကီလိုတသိန်းနဲ့ပေးထားပါသေးတယ်။ကျွန်တော်တို့ဒီလုပ်ငန်းသုံးကားကောင်းကောင်းဈေးတင်တဲ့ကားကိုရှာနေရဆိုလို့ရှင်တော့ဒီကောင်လေးတွေကထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ခုလိုကြည့်ရှုပေးတဲ့ပတ်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအကြံပြုခြင်းနဲ့အချက်တွေရှိရဲဒီကားအကြောင်းမေးမြန်းချင်တာရှိရဲဆိုရင်ကျွန်တော်ကကွန်မန့်မှာလည်းမေးမြန်းလို့ရတယ်လို့ကျွန်တော ਨੇ မက်ဆန်ဂျာချက်ပေါက်မှာလည်းမေးမြန်းလို့ရပါတယ်ကျွန်တော်ဒီကားလေးကိုလာရောက်ကြည့်ရှုပြီးရောစမ်းသပ်မောင်းနေဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီအောက်မှာခေါ်လာလေးတွေပေးထားတဲ့ဒီလိပ်စာလေးတွေမှာဖုန်းနံပါတ်လေးတွေမှာဆက်သွယ်မေးမြန်းပြီးရောဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ